ဘယ်တရားကိုဟောဟောမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားတွေရဲ့ဥတိချက်အနုတ္တရဝိပောက္ခာလို့ဆိုတယ်။နောက်ဆုံးလုံးဝလွတ်မြောက်ခြင်းဆိုတဲ့ဘက်သွားတာကြည့်ခဲ့ကုန်လို့အနုတ္တရဝိပောက္ခာလုံးဝလွတ်မြောက်ခြင်းဆိုတာဘာတွေကလွတ်မြောက်အောင်မှာလဲလို့ဆိုရင်ပထမကိလေသာတွေကလွတ်မြောက်အောင်ကိလေသာတွေကလွတ်မြောက်မှကိလေသာနဲ့ကံကထုတ်လုပ်ထားတဲ့ဒုက္ခဆိုရင်ရှုံ့နံခန္ဓာတွေကလွတ်မြောက်မှာဟုတ်လား အဲ့တော့အဲ့ဒီလွတ်မြောက်မှုနှိခုရအောင်ကြိုးစားရမယ်ဆိုတဲ့လမ်းစဉ်တွေကိုမြတ်စွာဘုရားရှင်ကကိုရမြကထွတ်ထွတ်တတ်တယ်မှခင်းတာလေအဲ့တော့လောကကြွေးကင်းတယ်ဆိုတာအခုလို့ဒီတတ္တဟိရိဥဒ္ဓဘဝိရိယပညာဆိုတဲ့ဒီကုသိုလ်တွေကုသိုလ်တရားတွေမှာခုလို့စွမ်းဆောင်နိုင်တဲ့တရားတွေမရှိဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကကြွေးอยู่ကအကုသိုလ်တွေလုပ်တယ်အဲ့တော့အဲ့ဒါတွေမဖြစ်အောင် ခြေကင်းသွားပြီလုံးဝခြေကင်းသွားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ကဘာလို့လဲလဲဆိုရင်ယဟန္တာမှာတကယ်ခြေကင်းသွားတယ်မဟုတ်ဘူး။ဇာနပုဂ္ဂိုလ်တွေကအထိုက်အလောက်ကျွေးတွေတင်ရှိနေကြသေးတယ်။ပုရုဇဉ်တွေဆိုရင်တော့ပုံပြီးတော့ပြည့်ပြည့်စုံစုံတည်ရှိနေကြမယ်။တဏှာဖြစ်သွားရင်ကျွေးနေနေရောသွားပြီ။တင်္ဂရာကံဖြစ်မယ်၊နာကံဖြစ်မယ်ကျင်းနေနေရောတာယန္နာဖြစ်သွားပြီဆိုလုံးဝကျွေးကင်းသွားပြီထူထူဆုံးလို့အဲ့ဒါကြောင့်မြတ်စွာဘုရားက ဒီအရတမဲ့ဟာတကယ်ကိုအမြတ်ဆုံးသောကျွေးကင်းမှုပါတဲ့အဲ့တော့ဆင်းရဲမွဲတေမှုလည်းအဆုံးတတ်တာအဲ့ဒီကြောင့်ပါပဲအဆုံးတတ်တယ်အလို့ဆိုရင်အဆုံးတတ်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းကိုယ့်ကိုယ်ကိုဆင်ခြင်စဉ်းစားကြည့်တို့တွေကကုသတရားနဲ့ပတ်သက်တဲ့ဆင်းရဲမွဲတေမှုတွေမဖြစ်အောင်တရားတရားကိုထူထောင်မယ် ထူထောင်နေဆိုတော့ဘယ်လိုထူထောင်မလဲတရားတရားမရှိသေးဘူးဆိုရင်ရှိအောင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တရားရှိတဲ့လူနဲ့ပေါင်းနံဟာလည်းပဲဒါတရားတရားထူထောင်နေမယ်ဘုန်းကြီးတို့ဝိဇ္ဇင်တရားကိုလေးလာသုံးသပ်ခြင်းဗောဓိပက္ခိယတရားကိုလေးလာသုံးသပ်ခြင်းဆိုတဲ့ခြင်းမယ်တချို့ဒီအတိတ်ဝိတိဟောထားတာရှိပါတယ်နော်အဲ့တော့တရားတရားဖြစ်ချင်ပြီးတတ္တဟိုဆွမ်းဆောင်မှုကိုယ်တဏ္ဍာမှာတိုးတက်အောင်လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တရားရှိတဲ့လူတွေပေါ့ ဘုရားကုံတရားကုံတန်ခါကုံအာယုံပြုဩတရတရားရှိသည့်အတွက်ကြောင့်နတ်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကြီးစတိုရီတွေဖတ်ဖတ်ပြီးတဲ့အခါအဲ့ဒါနဲ့ကိုယ်စိတ်စွမ်းအားတွေမြင့်တင်ပေးရ